အပြစ်ရဲ့တတန်းထပ်တိုးပြီးနောက်စစ်တပ်ကကောလင်းကိုပုံကျဲတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မေလ9ရက်ဒီကနေ့နက်နက်ပိုင်းတနင်္လာဝန်းကျင်ချိန်မှာကောလင်းမျိုးနယ်ရှောက်ချုံမင်းကြီးရွာကိုစစ်ကောင်စီကတရာဦးတက်ဂျက်ဖိုက်တာနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ကောလင်းပြည်ပဒက်ဖို့စ် KPDF ကထုတ်ပြန်ထားပါတယ်။ဒီနေ့9ရက်နေ့မနက်တနင်္လာ9မိနစ်မှာ ကျွန်တော်ဒီကောလင်းမျိုးနယ်ရှောက်ပင်ုံကြီးရွာကပြည်သူနေအိမ်ပေါ်ကိုပုံကျဲသွားတယ်ဗျာ။ပုံနှလုံးကျဲသွားတယ်ကျဲသွားတဲ့ပုံမှာကျွန်တော်တို့ ပြည်သူအရတားပြည်သူထိခိုက်ဒေဆုံးမှုကတော့မရှိဘူးပြ။အဲ့ရကျွန်တော်တို့အိမ်ရဲ့အိမ်ရဲ့ဘေးနားမှာရှိနေတဲ့ကျွန်တော်တို့အဲ့ပစ္စည်းထားတဲ့ကိုရောင်ရဲ့ပစ္စည်းဆုံးဆုံးသွားတယ်။လက်ရှိမြေပြပါတိုက်ပွဲဖြစ်ပွားနေတာမျိုးမရှိဘဲစစ်တပ်ဟာအရတားပြည်သူတွေကိုဖိမှတ်ထားတာလေကြောင်းနဲ့ခက်ဆိတ်ဆိတ်တိုက်ခိုက်နေတာပဲဖြစ်ပြီးဒီတစ်လအတွင်းမှာကိုယခုအချိန်ပါဝင်ကောလင်းမျိုးနယ်တွေကိုလေကြောင်းတိုက်ခိုက်တာ၉ချိန်ရှိပြီလို့ဆိုပါတယ်။စစ်ကောင်စီဟာငလင်ဘေးပြန်လည်ထူထောင်ရေးအတွက်ဆိုပြီး ်မေလ6ရက်ကနေမေလကုန်အထိတတိယကြိမ်အပြည့်ရက်သက်တမ်းထူထားပြီပဲ။ရေလီလုတ်ခဲ့ပြီးနောက်ပိုင်းနိုင်ငံအနှံ့ညောင်းတိုက်ခိုက်တာတွေအချိန်ကြီး300နီးပါးလုံဆောင်ခဲ့ပါတယ်။